အလုံးမင်္ဂလာပါဒီတကားတော့ကျွန်တော်ဒီနေစားနေငွေစုချင်းနေဒါမှမဟုတ်လို့ရှင်ကျွန်တော်ဒီခြားနိုင်ငံကလူတွေလည်းကျွန်တော်ဒီ stock share တွေဝယ်ချင်းနေပါတော့ဒါပေမဲ့ stock အကြောင်းတွေတိတ်နားမလဲဘူးဆိုလို့ရှင်ကျွန်တော်ဒီ stock တွေကိုကိုစားပြုတဲ့ဒီ fund တွေကိုကျွန်တော်ဝယ်လို့ရတယ်ဒီဟာတွေကိုကျွန်တော်ဒီ index fund တွေလို့ခေါ်တယ်ပါတော့ဒီ index fund တွေကိုကျွန်တော်တို့ဝယ်ပြီးတော့ဒီ risk show ပြီးတော့เนาะ invest လုပ်လို့ရတယ်ဆိုတော့ဒီဟာတွေဝယ်ဖို့ကျွန်တော်တို့ဘာမှအဲ့လောက်ကြီးစဉ်းစားစရာမလိုဘူး ဒီအများကြီးအချိန်ပေးစရာမလိုဘူးเนาะအတိအကကျွန်တော်တို့ဒီကိုကဘာပင် market ရဲ့ pay index ကိုဝယ်မလဲဆိုတာကိုကျွန်တော်တို့သိရမှာဆိုတော့ဒီ nested 100လို့ခေါ်တဲ့ဒီအပေါ်အားကြတော့เนาะဒီ nested 100ကကြတော့ America မှာ listing လုပ်နေတဲ့ technology company 100လောက်ကိုသူကကိုစားပြုတယ် track လောက်ထားတဲ့ index ဖြစ်တယ်အဲ့တကြောင်သူ့ကို nested 100လို့ ပြောတယ်ဆိုတော့နောက်တစ်ခုကတော့ဒီ S&P 500ပေါ့နော် S&P 500ကလည်း American မှာရှိတဲ့ဒီ company 900ဆိုတော့သူကပုံပြီးတော့ကျေပြန့်နေကျေပြန့်နေတဲ့အတွက်ကြောင့်သူ့ထဲမှာက sector အများကြီးပါတယ်ပေါ့နော် technology ပိုင်းပါမယ် consumer ရှိတဲ့ဒီ health care တို့အာပြီးရင် financial အမျိုးမျိုးပေါ့ဒါအများကြီးရှိတယ်ဒီ S&P 500ထဲမှာဆိုတော့အဲ့ဒါကြီးကိုသူက track လုပ်တယ် ဆိုဒီထဲမှာကျွန်တော်ကိုထည့်ပေးထားရွှေထည့်ပေးထားရပါတော့အခုကရွှေရလဲဒါတက်လာတယ်ဆိုတော့တကယ်လို့ကိုကရွှေနဲ့ပတ်သက်တဲ့ ETF ဝယ်ချင်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်ဒီ Lakden မှာဖြစ်ဖြစ် NISA နဲ့ကျွန်တော်ရွှေလဲဝယ်လို့ရတယ် ETF ပေါ့နော် ETF အနေနဲ့ဝယ်လို့ရတယ်နောက်တစ်ခုကတော့ Vanguard Total Stock Market Index ပေါ့ ဒီဟာ VTI လို့ခေါ်တယ်ကျွန်တော်တခြားနိုင်ငံလူတွေကတော့ VTI ဆိုပြီးရိုက်လို့ရတယ်ဒီဂျပန်က Nissan နဲ့ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ all countries ပေါ့နော် all countries ဆိုပြီးတော့သူကရေးထားတယ်အဲ့ဒီကနေကျွန်တော်ဝယ်လို့ရတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီ US ရဲ့ dividend stock တွေဖြစ်တယ်ဒီ dividend stock ဒီဟာကျွန်တော် Lockheed အာ C SCHD ဆိုပြီးတော့ကျွန်တော်ရိုက်လို့ရတယ်အဲ့မှာ Lockheed account မှာလည်းဝယ်လို့ရတယ်နော်ဒီ အရာက dividends ပေါ်ကပူဇော်ပေးတဲ့လူတွေအတွက်ဝယ်ရမယ်ဖြစ်တယ်။ဆိုတော့သူတို့ရဲ့ return တွေကိုကျွန်တော်ဒီတစ်နှစ်ပေါ့နော်တစ်နှစ်မှာသူတို့ဘယ်လောက်လောက်တက်လဲဆိုတော့တစ်ချက်လောက်ပြပေးမယ်။ဆိုတော့ဒီ nesting 100ကတစ်နှစ်အတွင်းကိုသူက25ရာခိုင်နှုန်းတက်တာလောလောဆယ်အထိပေါ့နော်25ရာခိုင်နှုန်းအထိတက်တယ်။နောက်တစ်ခုက S&P 500ကဘယ်လောက်တက်လဲဆိုလို့ရှိရင်16ရာခိုင်နှုန်း18ရာခိုင်နှုန်းနီးနီးလောက်တက်တယ်။ နောက်ရွှေကတော့အများဆုံးပဲရွှေကဒီတစ်နှစ်အတွင်းမှာเนาะရွှေကဥဆောင်နေတယ်90ရာခိုင်နှုန်းတက်တယ်ရွှေနောက်တစ်ခုက Vanguard ပေါ့เนาะ Total Stock Market Index ကဘယ်လောက်တက်လဲဆိုလို့ရှိရင်ဒီ16ရာခိုင်နှုန်းတက်တယ်သူကကြတော့ပိုကျဲပြန့်တော့ပေါ့เนาะတကဘာလုံးနဲ့ဆိုင်တဲ့ဒီ Stock Market ကို track လုပ်တာဖြစ်တဲ့အတွက်ကြောင့်အာပို့ပြီးတော့ကျဲပြန့်နေဒီကျွန်တော် S&P 500တို့ထက် နောက်တစ်ခုကတော့ dividends ဒီကတော့ဒီတော်တော်လေးနေတယ်ပေါ့နော်ဒီအာဒီလောလောဆယ်1 year မှာတော့ minus ပြနေသေးတယ်ဆိုတော့ဒါကအတိအကျကျွန်တော် market မှာဒီ index index fund တွေဝယ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီရွေးချယ်စီရတယ်ပေါ့နော်ကြည့်ပြီးတော့ invest လုပ်ရမယ်ဟာအချို့ကိုကျွန်တော်ဖော်ပြပေးတာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်